တိယစီနော်ဟုတ်တယ်ဟောပါပါတိတိယလုံးနော်โอเคရောတိတိယလူဝင်ပြီးတော့ဗောနော်ဝင်းမောက်ဆွတ်ထုတ်ပြီးတော့အဲဘော်ရကမိသားစုတော့330ကျော်ရင်ပြောက်ခွတီတီဖြစ်သွားမိသားစုကိုရွှေရပစ္စည်းတွေလည်းပြန်ပြီးတော့လုပ်ပေးခဲ့တယ်ဗောနော်ဒါတော့အခုတော့တသိန်းနဲ့တော့မပေါအောင်ရောဒီမှာလက်ကြမသားခုနတိတ်စိတ်နော်ပြေဆုံးပြီနော်โอเคပါဟာရရတယ်ရရတယ်ပြီးတော့အခုတော့ဒီဘီထုံနေတဲ့အချိန်မှာလည်းဒီရဲ့ ဒီဗီရှင်ကိုခေါ်တာတယ်အဲဖက်လန်များပစ္စည်းကိုတခုမကြံပြန်ပေးချင်တာဗောနော်တကယ်လို့အဲသူတို့လှူမယ်ဆိုတော့အခုလုံးလက်မခံပါဘူးဟောအစမီကူတွေအခုလုံးဘာမလို့ချင်ဘူးလေအဲ့ဒါတော့ထုတ်ပေးရတယ်ဗျာဒီမီတက်ဖို့ရတယ်အဲ့တော့ဘောလုံးတွေဘာကြီးရလဲတော့ဒီကတင်ကြုံဆဲဆိုတဲ့ငွေရတကယ်တမ်းတက်ကြည့်တော့ဘာမှမဟုတ်ဘူးလေဟိုတော်တော်များလဲအခုလက်ရှိအချိန်မဲ့လက်မဲ့ဖြစ်နေတဲ့အချိန်မှာတော့သူတို့အထောက်အကူလေးဖြစ်သွားတာပေါ့ တန်တော့ကျွန်တော်လက်ပြီးတော့ထုတ်ပြီးမှာသူ့ဆွဲထုတ်လို့ဆွဲထုတ်ကုန်ပြောင်းရအောင်မှာသူထမ်းတယ်လို့ဒီနော်အကူမိသားစုဝင်ရတော့အသက်ဆုံးရှုံးသွားပြီဆိုတော့တည်တယ်။ဒါပေမဲ့ထွက်လာတဲ့အချိန်မှာစသူဝါအချိန်နေနဲ့ထွက်လာသူတို့စိတ်ခံစားချက်နှစ်ဆပို့ပြီးတော့ဖြစ်မှလေ။ပုံစံမပြက်လေးပြန်ထွက်လာတော့သူတို့အတွက်အဆိုးရအကောင်ကောင်းမွန်တဲ့တချို့ဝင်ရ ငလင်းဟာကိုတို့ဒါမြန်မာမှာ28ရက်နေပေါ့နော်အဲနေ့လှုပ်လိုက်တယ်ကိုတို့ရန်ကုန်မှာအဲလှုပ်လိုက်တဲ့အချိန်တုန်းကကိုကဘာလို့တွေးမိလဲတော့ဟိုကရန်ကုန်တောင်မှဒီလောက်ကြံ့ရင်တော့တပြင်နေဘက်ဟိုကစကိုင်းတို့ဘာလို့ငိုရဲပြည့်ရှိကြော်ရဲရှိတော့ဘာများထိုးမလဲဆိုပြီးတော့အတက်ကြည့်တဲ့ချိန်မှာအမှန်တကယ်တော့ကိုတို့နေ28တက်ဖို့တော့မဟုတ်ဘူးနောက်နေ့မှပြင်ဆင်ပြီးတက်မယ်ပေါ့ဒါပေမဲ့အဲ့ညမှာသတင်းတွေကအကူအညီတွေအရန်လိုနေပြီဆိုတော့ဟို အမှန်တိုင်းပြောမယ်ဆိုတော့ကိုတို့ဒီမြန်မာမှာရှိကြတဲ့ဘွဲအများဆုံးကငလင်းအတွေ့အကြုံမရှိကြဘူးဆိုတော့ကဲတက်မယ်ဆိုပြီးအားချင်းကိုတို့စီစဉ်သွားတယ်အညနေပြီးတော့ရောက်တယ်ဗောနော် နေပြီးတော့ရောက်တဲ့အချိန်မှာအရွှေတိုင်းပေါ့အခုလိုရောက်တဲ့အချိန်မှာဟိုအခုလိုစပြီးဝင်မယ်ဆိုရဲသူတို့ကလည်းပြောတယ်အားလုံးကဒီပြီအချိန်နေပေါ့ဒါပေမဲ့အဲဒီညီလေးတယောက်ကသူ့ညီမလေးကိုအသက်ရှင်သေးရပဲထင်နေတော့အခုလိုအရှင်နဲ့လူများရှင်မလားပတ် ရှာပေးတယ်ဗောနော်ဒါမဲ့အဲရှာပေးတဲ့ချိန်မှာအလုံး DVD တွေကိုအခုလိုတွေ့နေရတယ်အခုလိုဘာမှထုတ်ပေးလို့မရဘူးအချိန်တွေကသူတို့ဖိထားတဲ့အုံမြင်ကတဲ့အာရှစ်ပေလောက်မြင်တာတော့ခလုံးကဟိုကိုကျင်လို့တာဇောကက်ပြီးတော့ writer အတင်တွေကတက်ကြပင်မဲ့ဒီရဲ့အဆောင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေဘာမှပါသွားကြအောင်အဲ့တော့သူ့အချံပေးခဲ့လိုက်တဲ့ဒီ before နဲ့မြ мян ထုတ်ဖို့လုပ်ပါဘောနော်အချံပေးပြီးအခုလိုအညာရင်းချင်းပဲမန်လေးကိုဆက်စင်းနေတယ် မန်လေးဆင်းပြီးတော့ဂရိုမန်လေးမှာကုညီမှုတွေအလှူဒါန်းမှုတွေလုပ်တယ်မဟုတ်နော်အကိုကတော့ထုံသန်တိုင်းပဲအကိုရှိပေးဆိုလဲတစ်ဖက်မှာအကယ်သေးလို့ရင်တစ်ဖက်ကကိုအကယ်ထားတဲ့လူတွေကိုလှူတဲ့အရှိတော့မန်လေးမှာလည်းအလိုမောတစ်ဖက်ကအကိုတို့အင်ဂျင်ကွန်တိုမှာဟိုဒီပင်တာမင်းရောက်ဒီပင်ပေါ့အကိုတို့ထုတ်ပေးခဲ့တယ်အပြီးတော့ဟိုတစ်ဖက်မှာကျတော့အကိုလှူဒန်းနေလှုပ်ဖြစ်တယ်ပြီးတော့ဒီပင်ရှာနေနေပဲအာအကိုတို့အပေါ်မှာတပြင်းအိမ်က လူရဲ့မိသားစုပေါ့သူတို့တွေကဘဝတွေကအားလုံးကုံသွားရင်ဘာမှမရှိတော့ဘူးနောက်ဆုံးမျောလင်းချက်လေးကဒီကွန်မီသားစုဝင် DBO ပြန်ထွက်လာတဲ့အချိန်မှာတော့ကောင်းကောင်းမွန်မွန်လေးပေါ့နော်ဖြစ်မလားဆိုတော့မျောလင်းချက်လေးတွေရှိတော့အခုတော့မှအဲ့ DB ထုတ်တဲ့အချိန်မှာအရန် queue ဆိုက်ရတယ်ဘာလို့ queue ဆိုက်လဲဆိုတော့ဟို DB ရကွာဟိုဖြစ်ဖြစ်ချင်းဆိုတော့ညာလဲပုံနေပြီဟုတ်တယ်သူကဟိုအနာတရားနဲ့ဖိမိတာနဲ့ဖြစ်တဲ့ဆိုရတော့ကို မပြတ်မစီးအောင်ဘုံเนาะအပမားနေအမေ DB ထုတ်တော့အခု9နိုင်လောက်ကနေစတာည10နိုင်နေပါလောက်မှထွက်လာတယ်လုံးဝအပြက်စီးထိခိုက်မရှိဘူးဘုံเนาะပြီးတော့နောက်သမီးဟာကြတော့ညအမနက်7နိုင်လောက်ကနေစည10နိုင်ခွဲလောက်မှသွားပြေးတယ်ပြီးတော့အခုတို့ဒီအပေါ်ထက်မှာတွေ့တယ်အပေါ်ထက်မှာတွေ့တယ်ဆိုတာပတ်စံလွယ်လွယ်ကူတော့မဟုတ်ဘီဒီယိုကအဲတိုက်တစ်ခုကြားရမှာညက်နေတာအဲကိုတို့ကလေးတွေလူဝင်ပြီးတော့ဘောနော်ဝင်းမောက်ဆွတ်ထုတ်ပြီးတော့အဲပေါ်ထက်က မိသားစုရော330ချိုးရင်ပျောက်ကတိပဲဖြစ်သွားမိသားစုကိုရွှေရပစ္စည်းတွေလည်းပြန်ပြီးတော့လုပ်ပေးခဲ့တယ်ဗောနော်ဒါတော့အခုတသိန်းနဲ့တော့မပေါအောင်ခရိုတာမေးဖက်တင်နေဖြစ်တဲ့ကင်းနာတွေ့လက်ပါတယ်ပြီးတော့မန်လေးက၆လီဆိုတဲ့အသင်းပါတယ်ပြီးတော့ကုထွေးလင်ရရီလက်ရော့ကန်တို့ဖွဲ့ပတ်ပါတယ်ပူပေါင်းကူတာဗောအထင်းကတော့သူတို့တွေရဲ့ဘဝတွေကဟိုကိုရောအရှိမကပေးဖြစ်တယ်ကွာရေဘေးတို့ဟိုကိုဗစ်ဗောနော်ယောဂဘေးတို့ဆိုတာက ဟိုလူတွေအသေးဆုံးများတယ်ဆိုပေမဲ့ခုမှကူချင်းရသေးတယ်။ဟိုအောက်ဆီဂျင်လိုတဲ့လူအောက်ဆီဂျင်လိုတာပေါ့နော်။ကျန်နေတော့ကျမကြီးအေးရဟိုအစာဟာရပဲဖြစ်ဖြစ်လူခွဲပြီးတော့ဒါကျူစနာထဲတာပဲဖြစ်ဖြစ်လှုပ်ချင်မိတယ်။အခုကမင်းနဲ့ဘိုင်းတော်လူတွေရဲ့ဘဝတွေအသက်တွေအကုန်ပါသွားတာဖြစ်တဲ့တော့ကိုဟိုအခုကတော့အဲ့မှတွေဆိုပြန်လူလဲအခုမယူပါဘူး။ချူဖို့အစီအစဉ်လည်းမရှိဘူးအခုဒါဒီငွေစပြီးထုတ်ပြီးကြတဲ့ကပန်ရှင်ကိုအနားမှာခေါ်ရတယ်ပြီးတော့အခုတို့ဒီဘီထုတ်နေတဲ့အချိန်မှာလည်းဒီရဲ့ division ကိုခေါ်ထားတယ်အဲဖက်လန်များပစ္စည်းကိုတခုမကြံပြန်ပေးချင်တာဗောနော်တကယ်လို့အဲသူတို့လှူမယ်ဆိုတော့အခုလိုလက်မခံပါဘူးဟိုအစမီကူတွေကအခုလိုဘာမလို့ချင်ဘူးလေဟိုကိုဗစ်တုန်းကဆိုလဲတာအခုလိုကိုရိုင်းပီဇာပြောင်းမှထိခိုက်ပြီးတော့ဒါ positive ဖြစ်နေတဲ့လူတွေအိမ်နိုင်ရရောက်အခုကူခဲ့တာပြီးတော့အခမဲ့ထမင်းဆိုင်နေအခမဲ့စီကန်နေတော့ဘာမှမလို့ချင်မင်းနဲ့လုတ်ခဲ့တာဆိုတော့ဒီလိုအချိန်တွေမျိုးကြီးမှာသူတို့ကပြီးလဲအခုလိုလက်ခံမှာမဟုတ်ဘူး သူတို့အဲအမတွေဆိုရင်သူပစ္စည်းတွေအကောင်လုံးဆုံးရှုံးသွားပြီဗောလေဒါဒါသူရဲ့ဒါဗီဒီယိုထဲမှာနောက်ဆုံးကြံခဲ့တဲ့ပစံလေးဒီ330ဆိုတာဘဝတော့ပြီးသွားပြီဗောလေဒီရှိအခန်းကြီးလည်းအားလုံးတစားစီပြက်စီးသွားပြီဆိုတော့ဒီတက330ဆိုတဲ့ငွေကတကယ်တမ်းတွက်ကြည့်တော့ဘာမှမဟုတ်ဘူးလေဟိုတော်တော်ညာလဲအခုလက်ရှိအချိန်မဲ့လက်မဲ့ဖြစ်နေတဲ့အချိန်မှာတော့သူတို့အထောက်ကူလေးဖြစ်သွားတာပေါ့အဲပြီးတော့အကိုတို့ဒီဗီထုတ်ပေးလိုက်တဲ့မိသားစုဆိုရင်ဟိုဟာဖေရဲ့သားလေးရဲ့ ကြံခဲ့တာဒီမေနဲ့ညီမအေးပြီးတော့ဆုံရှုံမှုပိုင်ဆိုင်မှုလည်းအကုန်လုံးပြီးသွားပြီပေါ့နော်အဲ့တော့ကိုရီးယားသူတို့မိသားစုရဲ့မျှော်လင့်ချက်ဖြစ်တဲ့ဒီ TV လေးကောင်းမွန်လေးပြန်ထွက်လာအောင်ပြီးတော့သူတို့အရေးကြီးပစ္စည်းတွေရွှေတယ်လေးတွေပြန်ရအောင်ဝိုင်းဝိုင်းကူညီပေးရတာပေါ့လေအဲ့အချိန်မှာဟိုအစိုးရရဲ့အကောင်သူတို့တွေးရတာပေါ့ကိုမိသားစုဝင်ရတော့အသက်ဆုံရှုံသွားပြီဆိုတော့တည်တယ်ဒါပေမဲ့ထွက်လာတဲ့အချိန်မှာသူတို့ဝါအချိန်လေးနဲ့ထွက်လာရင်သူတို့စိတ်ခံစားချက်နှစ်ဆပို့ပြီးတော့ဖြစ်မှာလေအဲ့တော့ဟို ဒီပုံစံမပြက်လေးပြန်ထွက်လာတော့သူတို့အတွက်ဆိုတဲ့အကောင်ကောင်းမွန်တဲ့တချို့ဝင်ရအနေဆုံးတော့ကိုလာနဲ့ခြေသွားမယ်ဟိုကေလိုစက်ကြီးကဘိုင်းပေါ့နော်ပြီးတော့ဒီငွေချေးပြန်လဲထောက်ပံ့မှုဘိုင်းမအားနိုင်မယ်ဆိုတော့နှစ်ပါကျော်သွားလောက်မယ်ငါလည်းဘာလို့လဲဆိုတော့အင်းလေးလဲဒါအကိုမန်းလေးစကိုင်းပြီးတော့အကိုနေမကောင်းလို့ခုနှစ်ရက်မြောက်တဲ့နေမှာအကိုပြန်ဆင်းလာတယ် ဆင်းလာပြီးတော့အခုနှစ်ရက်လောက်နေပြီးအင်းလေးကိုဆက်သွားအင်းလေးလည်းတော်တော်များများထိတာပဲကေလာတို့ဘာလို့ဆိုရင်ဒီရွာလုံးနှီးပါးကိုဆုံရှုံတာပေါ့နော်အဲသူတို့ကဟိုအသေးပြောက်ကမန်းလေးလောက်မဖြစ်သွားတာသူကရေထဲမှာပဲပြိုကျပြီးရေထဲမှာဖြစ်တာဒါတောင်မှတက်လိုက်ပြီးတော့သူကတေးကြတာကေလာမားလေးအဲ့ချိန်မှာမီလာနေတဲ့အချိန်ဆိုရေထဲပြုတ်ကျတဲ့အချိန်နဲ့သူတို့ထက်လိုက်ပြီးတော့အသက်ဆုံရှုံကြတာဟိုမန်းလေးလောက်မဖြစ်သွားဘူးဆိုတာသူတို့ကပြင်တော့အိမ်နေအင်းနဲ့အိမ်နေများတော့ရေထဲဝယ်ပြန်ကြတော့ ်တန်းနောက်မဆိုသူတို့လည်းလူရာနဲ့ချီပြီးတော့ထေသွားနိုင်တယ်ကုန်းပေါ်တာဆိုရင်ပေါ့နော်အဲ့တော့အမှားတွေလည်းဖြစ်တယ်ကွာမန်လေးစကိုင်းဆိုရင်တော်တော်ကိုပြန်ပြီးတော့ဖက်ဖက်ကနေပြုပြင်အောင်မှဆိုတော့အဲ့တော့အခုဒါကရုနိုင်ငံမှာကရုနိုင်ငံသားတွေရဲ့ချစ်ဖို့ကောင်းတဲ့စိတ်တစ်ခုကအားလုံးကဘဘောင်းစုံနဲ့ကိုဒါဟိုစီပွားရေးဘေးတွေအဲကိုယောဂဘေးတွေအရှိပြီပေါ့နော်ဒီနိုင်ငံကြီးဟို ပြီးတော့ခုလိုဘေးတွေအဲ့လိုဖြစ်နေတဲ့အချိန်မှာအားလုံးကရုန်းကန်နေရတယ်ဆိုပေမဲ့ဘာဘေးဖြစ်ဖြစ်အခုနိုင်ငံသားတွေအချင်းချင်းဖိမကြတာအဲ့လားကိုရိုးမြန်မာနိုင်ငံသားတွေရဲ့ချစ်စရာအကောင်းဆုံးစိတ်ပဲမနိုင်ငံမှာရှိရလို့ပြပရောက်လဲပြပောင်းတဲ့လူတွေဝိုင်းကြတော့အခုဆုံးလက်တဲ့ဒီဘေးမှာရှားနေချီပြီးတော့လှူနိုင်တာကဒါဘင်းကခုနသားမီဝမ်းဝမ်းမှုတွေပါတယ်